ပြီးခဲ့တဲ့ပရီးမီယာလိ300ဒီမှာအာဆနယ်သင်းဟာပရီးမီယာလိဇယားထိပ်မှာရက်ပေါင်းတော်ကြောင်ဦးဆောင်ခဲ့ပြီးမှလက်ကျန်ပွဲအနည်းငယ်လိုကြမှာပဲငိုစိတ်ရိုင်းတွေပြန်ပေါ်လာပြီးချန်ပီယံစုကိုမန်စီးတီးနဲ့လီဗာပူးသင်းထံလက်လွဲပေးလိုက်ရတဲ့ခိုက်တန့်တွေရှိခဲ့ပူပါရယ်အာဆနယ်သင်းဟာဖလားလုပွဲမှာဒုတိယလူဖြစ်ခဲ့ုံသာမကဘဲကစားသမားတစ်ခုရွာမှာလည်းဒုတိယလူဖြစ်ခဲ့ပူပါရယ်ဒါပေမဲ့လည်းပြီးခဲ့တဲ့ရာသီကမရလိုက်တဲ့ချန်ပီယံစုကိုပြန်လည်ရယူဖို့အတွက်ရာသီအစမှာကတည်းကကစားသမားတစ်တွေကိုခေါ်ဝင်နိုင်ခဲ့ပြီလည်းဖြစ်ပါရယ် မာတင်ဆူဘီမန်ဒီမက်ဒူအဂိယော့ဂရက်စ်နဲ့အဇီတလိုကစားသမားတွေကိုလက်ရှိအချိန်မှာလိုလေကူကူနဲ့ခေါ်ယူနိုင်ခဲ့ပြီမလဲအာဆင်နယ်တို့ရဲ့အတိတ်မှာတော့အဲ့ဒီလိုမဟုတ်ခဲ့ပေအာဆင်နယ်ဘက်ကခေါ်ယူဖို့ပြင်မဲ့ထားခဲ့ပြီမလဲပတ်ပတ်ဆက်ဆက်အငင်းခံရတဲ့ကျယ်ပွင့်ကစားသမားတစ်ယောက်လည်းရှိခဲ့ဘူးပါတယ်ဒီအကြောင်းတွေနဲ့ပတ်သက်လို့အာဆင်နယ်တင်းရဲ့နီးပြဟောင်းအာဆင်ဝင်းကာကဖာရီဂတ်စ်ကိုဘာစီလိုနာကနေခေါ်ယူခဲ့စဉ်ကတစ်ချိန်တည်းမှာပဲမက်ဆီကိုခေါ်ယူနိုင်ရေးအတွက်သူကြိုးပမ်းခဲ့ဘူးကြောင့်လည်းအဲ့ဒီကြိုးပမ်းမှုကလည်းအငင်းခံရဘူးကြောင့်ဖွင့်ရပြောကြားခဲ့ဘူးပါတယ်အာဆင်နယ်တင်းဟာနာမည်ကြီးလာမာစီယာအကယ်ဒမီကနေဝေးထုတ်ပေးလိုက်တဲ့ဖာရီဂတ်စ်ကိုသူ့အသက် 16နှစ်အရွယ်ဖြစ်တဲ့2003ခုနှစ်မှာခေါ်ခဲ့တာပါအဲ့ဒီအချိန်က Fabregas ကဘာစီလိုနာအသင်းမှာ Messi PK တို့နဲ့အတူကစားနေတာပါမင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားချင်သူများအတွက် Body Bag လာပါပြီ ဒါပေမဲ့ PK နဲ့ Fabregas တို့သာအင်္ဂလန်ကိုထွက်ခွာလာခဲ့ကြပြီး Messi ကတော့ဘယ်တော့မှရောင်းချခြင်းမခံရတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ Fabregas ကိုခေါ်ယူစဉ်မှာ Winger ဟာ Messi တို့လည်းခေါ်ယူနိုင်ရေးအတွက်စုံစမ်းမေးမြန်းခဲ့ပြီးမဲ့ Messi ဟာအဲ့ဒီချိန်ကလေးကတိုးထီလို့မရတော့တဲ့ကစားသမားဖြစ်နေတာကြောင့် Barcelona အသင်းရဲ့ညင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ Arsene Wenger က Fabregas ကိုကျွန်တော်တို့ဝယ်ခဲ့တဲ့အချိန်က Messi တို့လည်းဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာသူက Fabregas နဲ့တွဲကစားနေတာလေ။ Messi Fabregas နဲ့ PK တို့ကတသိန်းနဲ့ပါ ဖာရီဂက်စ်နဲ့ပီကေတို့ကအင်္ဂလန်ကိုရောက်လာပြီးမဲ့မက်ဆီကတော့စပိန်မှာပဲကြာရှိနေခဲ့ပါတယ်။ကျွန်တော်တို့မက်ဆီကိုစိတ်ဝင်စားခဲ့ပြီးမဲ့အဲ့ဒီချိန်ကလေးကသူဟာတိုးထီလို့မရတဲ့ကစားသမားဖြစ်နေခဲ့တာပါလို့ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။အာဆင်နယ်တင်ပရီးမီးယားလိမှာရှုံးပွဲမရှိဘူးဆွဲခဲ့တဲ့2000-2004ရာသီမှာပဲဖာရီဂက်စ်ကိုခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ပရီးမီးယားလိမှာအာဆင်နယ်နောက်ဆုံးဘူးဆွဲခဲ့တဲ့ရာသီလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာဖာရီဂက်စ်ဟာအာဆင်နယ်အသင်းရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ဒီအသင်းအတွက်အရေးပါသူဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာလည်းမက်ဆီကဘောလုံးသမိုင်းကြောင်းတစ်လျှောက်အကြီးအကျယ်ဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်လို့နေပါပြီ။အဆုံးထိချီးကျူးပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။